မနာလိုဖြစ်နေတဲ့အကြံသမားမိမကိုနှစ်သိမ့်ဖို့အတွက်ခင်မုန်းဖြစ်သူကကိုဝင်ဆောင်ဇနီးရဲ့ဘိုက်ကိုကြောက်ဖို့နဲ့ရိုက်ဖို့အမိန့်ပေးခဲ့တယ်။အကြံသမားမိမကပူတောင်ဆိုးသေးတယ်၊တောင်းမြင့်ဖနက်နဲ့သူမရဲ့ဘိုက်ကိုပြင်းပြင်းထန်ထန်နှင်းခဲ့တယ်။ကလေးပြက်ကြပြီးတည်သွားတာကိုမြင်တဲ့အထိသူမမရက်ခဲ့ဘူး။နောက်ပိုင်းအဲ့ဒီမိမကဒဏ်ရာရနေတဲ့ခန္ဓာကိုယ်ကိုဆွဲပြီးခင်မုန်းဖြစ်သူကိုရင်ဆိုင်ဖို့သွားချိန်မှာသူနဲ့အကြံသမားမိမတို့ရဲ့ရင်နာစရာစကားပြောတံကိုကြားလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲသူတို့ရဲ့ရှစ်လာသားအရွယ်ကလေးငယ်ဟာသူ့ခင်ပွန်းရဲ့လက်ချက်နဲ့ပျက်စီးသွားခဲ့မှန်းသူမသဘောပေါက်သွားတယ်။သူမရဲ့နှလုံးသားအဲ့ဒီခဏမှာလုံးဝတည်ဆုံသွားခဲ့တယ်။ဒါကြောင့်သူမကိုယ်တိုင်တည်ဆုံသွားတဲ့အောင်ဟန်ဆောင်ဖို့ပောက်ကွဲမှုတစ်ခုကိုဖန်တီးပြီးမိရှုခဲ့တယ်။အဲ့ဒီရုပ်မာတဲ့လူရဲ့ကဘာကနေထာဝရပျောက်ကွယ်သွားခဲ့တဲ့အကျန်သမားမိန်းမနဲ့အတူရှိနေတဲ့ခင်ပွန်းဖြစ်သူကသူ့ဇနီးမိတောက်တွေထဲမှာပျက်စီးသွားတာကိုကြည်ရင်ဝမ်းနဲ့ပူဆွေးမှုတွေလွှမ်းမိုးသွားတယ်။သူ့ကိုခုနှစ်ကြာချစ်ခဲ့တဲ့မိန်းမတကယ်ထွက်သွားပြီဆိုတာကို ူမယုံနိုင်ခဲ့ဘူးတွေ့ဝေပြီးကျိုးပဲ့ကြေကွဲစွာနဲ့သူကမီးလောင်ထားတဲ့အိမ်ထဲမှာသူမရဲ့ခြေရလက်ရာတွေရှိမလားလို့ရှာဖွေခဲ့တယ်ဒါပေမဲ့တစ်ချိန်ကသူ့ကိုအသေးနှလုံးနဲ့ချစ်ခဲ့တဲ့မိန်းမကတော့ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူးအမှန်တော့အဲ့ဒီမိန်းမဟာအရင်တုန်းကကာမီတာစုရဲ့သမီးတစ်ယောက်ဖြစ်ခဲ့တယ်သူမဟာအဲ့ဒီယောက်ျားနဲ့အတူရှိနိုင်ဖို့အတွက်မိသားစုကိုတောင်းဆန့်ကျင်ခဲ့တယ်ခုနှစ်ကြာလက်ထပ်ပြီးနောက်မှာသူတို့နောက်ဆုံးတော့ကလေးရခဲ့ကြတယ်။သူမကသူတို့ရဲ့ပျော်ရွှင်မှုတွေထာဝရတည်တတ်နေမယ်လို့ထင်ခဲ့တာ ဒါပေမဲ့အဲ့ဒီနေ့မှာခုနှစ်လအရွယ်ကိုဝင်ဆောင်ထားတဲ့အကျန်သမားမိမကလူတစုနဲ့အတူပေါ်လာခဲ့တယ်။စကားတခုမှမပြောဘဲသူတို့ကအဲ့ဒီမိမရဲ့ဘိုက်ကိုစပြီး ထိုးချိတ်ခဲ့ကြတယ်။ခလေးပြစ်ကြပြီးတည်သွားတာကိုမြင်တဲ့အထိသူတို့မရက်ခဲ့ကြဘူး။အဲ့ဒီမိမကိုခွဲစိတ်ခံတဲ့အ мян တွေးလိုက်ရချိန်မှာအဲ့ဒီရုပ်မာတဲ့လူရဲ့ပထမဆုံးစိုးရိမ်မှုကသူမရဲ့အခြေအနေမဟုတ်ဘဲအကျန်သမားမိမအာမခံနဲ့လွံ့မြောက်သွားပြီလားဆိုတာပဲဖြစ်တယ်။ ူကိုယ်တော်ဒါကိုတီးမခံနိုင်ခဲ့ဘူးမိမနှစ်ယောက်လုံးကသူနဲ့ဆိုင်တာပဲဘာလို့ဒီလောက်ကြွေးပြအောင်ဆက်ဆံရတာလဲသူတို့မသိခဲ့တာကတော့သူတို့ရဲ့စကားဝိုင်းကိုခွဲစိတ်ကတင်မောကမိမကရှင်းရှင်းလင်းလင်းကြားနေရတယ်ဆိုတာပါပဲ။သူမနားမလည်နိုင်ခဲ့ဘူးသူမကအကြံသမားမိမထက်တလားဆိုပြီးကိုဝင်ရခဲ့လို့အဲ့ဒီရုံမာတဲ့လူကသူတို့အယမ်းမျောလင်းထားတဲ့ကလေးရဲ့ဘဝကိုကိုယ်တိုင်ဆုံးသက်ခဲ့တယ်။အဲ့ဒီမိမပြန်လို့လာတဲ့အခါသူကတောင်းပန်တယ်လို့တောင်ဟန်ဆောင်ခဲ့သေးတယ်။ သူမရှိကဟန်ဆောင်ကောင်းတဲ့ယောက်ျားကိုကြည်ရင်သူ့ရဲ့စုပ်ကင်ထာမှုကနေသူမလက်ကိုဆွဲထုတ်လိုက်တယ်။ဒါပေမဲ့သူကဂယုစိုက်ပုံမရဘူး။သူကသူ့ဘဝတစ်လျှောက်လုံးသူမကိုပြန်ပြီးပေးဆက်ပါမယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီမိမကသူမရဲ့နာကျင်မှုတွေကိုထုတ်မပြောခင်မှာပဲအကြံတမမိမကသူ့စီဖုန်းခေါ်ခဲ့တယ်။နောက်တစ်ဆက်ကမှပဲသူကအလုံမှာအရေးပေါ်ကိစ္စရှိတယ်လို့အကြောင်းပြပြီးအလင်းအမြန်ထွက်သွားခဲ့တယ်။ ဒါပေမဲ့အဲ့ဒီယောက်ျားကတကယ်ထွက်သွားတာမဟုတ်ဘူး။သူကဘေးတခန်းကအကျန်သမားမိမရဲ့လူနာခန်းစီတန်တန်မတ်မတ်သွားခဲ့တယ်။အဲ့ဒီမိမကတိတ်တဆိတ်လိုက်သွားပြီး သူကဟိုမိမရဲ့ဘိုက်ထဲကကလေးကိုညင်ညင်သက်သာစကားပြောနေတာကိုတွေ့လိုက်ရတယ်။ပြီးတော့သူကကိုင်းညွတ်ပြီးသူမရဲ့ဘိုက်ကိုနက်နက်ဆိုင်ဆိုင်နန်းဆိုင်ကသူမကိုနူးညံ့ကျင်တာစွာကြည့်နေခဲ့တယ်။သူကသူမအနေနဲ့တခြားသူတွေကိုကိုယ်တိုင်နာကျင်အောင်လုပ်စရာမလိုဘူးလို့ပြောခဲ့တယ်။ဒါဟာအဲ့ဒီမိမကသူ့ကိုဒီလောက်မြင်တာပြီးချစ်ခင်ကျင်တာကိုပထမဆုံးမြင်ဘူးချင်းပဲဖြစ်တယ်။ ူကဘလို့ချစ်ရမလဲဆိုတာသိတယ်ဆိုတာကိုသူမသဘောပေါက်သွားတယ်သူကသူမကိုပဲမချစ်ခဲ့တာနောက်နေ့မနက်မှာသူနာပြူတွေစကားပြောနေတာကိုသူမကြားလိုက်ရတယ်သူတို့ကအဲ့ဒီရုပ်မာတဲ့လူကအကျန်သမားမိမကိုနေတိုင်းကယူတဆိုင်ပြုစုဆောက်ရှောက်တယ်ကိုယ်တိုင်းအစာခွင့်ကျွေးတယ်ဒါမှမဟုတ်သူမရဲ့ဘိုက်ကိုနှိမ့်နေပေးတယ်လို့ပြောနေကြတယ်ပြီးတော့သူမကပိုးသက်စေအနှံ့ကိုမကြိုက်လို့သူကအခန်းထဲမှာနေတိုင်းလီလီပန်းတွေနဲ့ဖြည့်ပေးထားတယ်ဒီလိုကယူဆိုင်မှုမျိုးကတကယ်ဇနီးတီတစ်ခါမှမရခဲ့ဘူးတဲ့အရာဖြစ်တယ် ဒါကသူမကိုယ်တိုင်ကိုဝင်ဆောင်ချိန်တုန်းကဘလို့ခံစားခဲ့ရလဲဆိုတာကိုပြန်တရိရစေတယ်။သူမတခါကဆေးရုံတွေကပိုးသက်စေအနံ့ကိုမုန်းတယ်လို့သူ့ကိုပြောခဲ့ဘူးတယ်။ဒါပေမဲ့သူကသူမကိုဟန်ဆောင်ကောင်းတယ်လို့ခေါ်ပြီးအော်ငေါက်ခဲ့တယ်။ပြီးတော့သူနာပြုတွေကသူမရဲ့ခင်ပွန်းပယ်သွားလဲလို့မေးနေတာကိုသူမကြားလိုက်ရတယ်။သူမကသူတို့ကိုသူမရဲ့ခင်ပွန်းဟာသူတို့ခုနကမှကျင်နာပြီးတစ္ဆာရှိတယ်လို့ခေါ်လိုက်တဲ့ယောက်ျားပဲဖြစ်ကြောင်းပြောလိုက်တယ်။ ူနာပြုတွေကအံ့အားတင်သွားပြီးသူမကနောက်နေတာလို့ထင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီယောက်ျားဝင်လာပြီးသူနာပြုတွေအမြန်ထွက်သွားကြတယ်သူကပင်လယ်စာဆန်ပြုတ်ယူလာပြီးဒါသူမအကျိုက်ဆုံးပဲလို့ပြောတယ်ဒါပေမဲ့တကယ်တမ်းတော့ဒါကိုကြိုက်တာကမရငယ်ဖြစ်တယ်ဇနီးဖြစ်သူကတကယ်တော့ပင်လယ်စာနဲ့လုံးဝတတ်မတဲ့သူဖြစ်တယ်